audio boat by anc channel ကိုအစီအမြင်စောင့်မျှော်နားဆင်နေကြသော ပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။မတော်ဝါဇလန်းလေးရဲ့အပိုင်းဆက်ခွန်ကို ချိုမှဆက်လက်တင်ဆက်ပေးသွားဦးမှာဖြစ်ပါရဲ့ရှင်။ ျမသမီးကိုကျမပြန်လာခေါ်တာလေဒီစကားဒီရာဇဘွားအတွက်အကြီးအကျယ်ဆုံးသောချိန်ချမှုပဲဘာကနဲ့အော်ဟစ်ပြစ်လိုက်တဲ့နဲ့အတူပြင်းစွာသောခြောက်ခြားကြောက်လန့်မှုတို့ကိုရာဇဘွားမျက်နှာတွင်ထင်းလင်းနေအောင်တွေ့လိုက်ရတာမို့ကျွဲအရသာရှိရှိကြီးကိုစိုက်ကြည့်ကပြုံးနေလိုက်သည်မင်းမင်းမင်းဘာပြောလဲလာလွန်ကျွဲမကြားလိုက်ဘူးကျင်နဲ့ကျမသမီးကိုကျမသာပြန်ခေါ်တာဘာကျမသမီးလဲဘာကျမသမီးလဲကွာသမီးကငါသမီးငါရာဇဘွားရဲ့သမီးမင်းလည်းမဆိုင်ဘူး သူယူသူရန်ဖြင့်အော်ဟစ်ပြောဆိုနေသောရာဇဘွားကိုကျွဲကခရီးလေးလက်ပိုက်ပြုံးကြည့်နေသည်သူဒီလိုအယူရပိုင်းဖြစ်နေတာကိုမြင်ကျင်တွေ့ကျင်ခဲ့လွန်လာသည်ဒီလူကိုလက်စားချင်မဲ့ဆိုပြီးတွေးတောခဲ့မှုသည့်အချိန်ကိုမုံတီနာကြည့်ခဲ့ရသည်သို့ပေမဲ့ကျွဲကုကုကိုထိန်နိုင်ခဲ့သည်ကျွဲဘွားကြီးအဆုံးခံပြီးပြန်လက်စားချေရလောက်သည့်အချိန်ဒီလူကတန်ဖိုးရှိမနေကျွဲကုကုကိုချစ်မှရမည် အခုတော့ဒီလူစကားလေးတစ်ခုမှပင်သွေးပြန်နေသည် တမိဟာကြွယ်ကိုတိုင်ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတာပါ။ရှင်လက်တမိနဲ့ဒီအသက်ရွယ်ထိနေလာခဲ့ပြီပဲ။ကျမအမေလေးကျမလည်းကျမတမိနဲ့အတူနေဦးမှာပေါ့။တော်စမ်းပါ။ဘာအမေလဲ။ဒီမှာရာဇာဝါရှိကိုဒူလာတော့ကိုတောင်းမြင့်ကအကျွဲ့ရှိမှပြရလိုက်။ငါဇနီးကိုမင်းလက်ဖျားနဲ့ထိရင်ထိကြည့်လိုက်စမ်း။ရာဇာဝါအာအာတင်သွားသလိုကြွယ်ကိုငေးကြည့်လိုက်။ပြီးမှတဟဟထားရေးခေါင်းသက်ဆက်ဆက်မြင့်က လှလုံးကျွဲလှလုံးကျွဲမင်းကငါသမီးကိုတထွေးလက်ထဲအချင်းလိုလာခေါ်ရလားဟမ်ဒါလားအမေမင်းကနောက်အိမ်တော်နဲ့တာယာပျော်ရွှင်နေတဲ့အချိန်မှာငါငါသမီးကိုအဟိတကြီးနဲ့ပြုစုပြိုးထောင်ခဲ့တာကွာကျွဲ့တော်သားကထိမ့်မရတော့သလိုအရှိမကိုတောင်းမင်းကိုကြီးကိုတွန်ဖယ်ရင်းရာဇဘွားရှင်စကားပြောတာအစ်စ်မရှိလိုက်တာကျမရှင်ချောင်မသေးခဲ့တာဒီလူကယ်လို့လေရှင်မေ့သွားပြီလားဟမ်ရှင်ကျမပေါ့ဘယ်လိုလုပ်ခဲ့တာဟမ် ရာဇဘွားမျက်နှာကိုမဲ့ရွယ်ချလိုက်ရင်မတော်စမ်းမာမင်းကဘာတွေလုပ်ခဲ့လို့တော့ငါ့ကြောင့်လို့ပြောအောင်မင်းကဓာတ်နဲ့ထိုးခဲ့တာငါမှမဟုတ်တာဘာရှင်ရှင်တမဟိုတမီးအရေးကြီးတယ်လေတမီးလို့အောင်ငါပြေးခဲ့ရတာငါဆုံးဖြတ်ချက်မှန်တော့အခုတမီးဒီရွယ်ရောက်လာတာပေါ့မင်းလက်ကကောင်းနေတာဗျာကျေစုမင်းငါ့ကိုကျေးဇူးတော်တင်တဲ့ပြီးတော့ဓာတ်နဲ့ထိုးတာလည်းသူ့တပည့်တွေလို့လို့မင်းသိမလို့ဖြစ်ခဲ့တာလေဒါအောင်မင်းကသူ့နဲ့ယူလိုက်တယ်မင်းမရှက်ဘူးလား ကျွဲ့မှာဘာပြန်ပြောလို့ပြောရမှန်းမသိအောင်မင်းစွန့်အားကြောင့်ကြည့်နေမိသည်ဒီလူဟာသူ့ကိုယ်သူမားတယ်လို့ထင်ပုံမရပေကိုတောင်းမင်းကရစပွားကိုကြည့်နေရင်မှဘလို့မှရက်မကြည့်နိုင်မယ်ထပြော၏ခမရယောက်ျားဖြစ်ပြီးစကားကိုမေးမလို့မေးမြန်မပြောပါနဲ့ကျွဲ့လေးကိုကြတော့ခမရတစ်ပြေးပြီးတမှုရိယကိုကြတော့တမှုရိယအဲ့ဒီမိမနဲ့ကျုံနဲ့လက်ထပ်ထားတာမဟုတ်ဘူးသူ့သမီးအတွက်ဘသူမှတားဆီးခွင့်မပေးထားဘူးအိုးဘာပဲဖြစ်ဖြစ် င်မသမီးကိုကျမလှပြန်ခေါ်တာရာဇာဝါးကြီးမျက်နှာကတည်ကင်းသွားတယ်လို့ခါးကြီးထောက်လိုက်ရင်မျက်မှောင်ကြီးကျုပ်လျက်ရမချင်းလှုပ်ကြည့်လိုက်လေငါသမီးကိုလာချင်းငါဘသူ့မှတီးမခံကျွဲအန်လေးကိုတင်းကနေကြိတ်လိုက်မိတယ်လို့ခမမဲလေးပြောလိုက်သမီးကိုဒီလောက်ချစ်ပါတယ်ဆိုတဲ့အဖေကကိုသမီးဘသူနဲ့တွဲနေမှန်းအောင်သိရလားဘလူလူနဲ့တွဲနေမှန်းအောင်သိရောသိရလားဟမ်ပစက်ကပဲချစ်ပြမနေစမ်းမနဲ့ ရာဇဝါကျွဲ့ကိုစူးကနေဆိုင်ကြည့်နေတယ်လို့သူ့ရုံငန်းထဲမှာထွက်သွားသည်ကိုခါးကြီးထောက်လျက်သားရက်ကြံခဲ့၏။ရိုက်ရာဆတ်ဆတ်သူ့နဲ့သူ့သမီးကိုခွဲကျင်နေသည်တယ်။လှလွန်းကျွဲ့လှလွန်းကျွဲ့ငါသမီးအတွက်ဆိုမင်းုံတစ်ချိန်မဟုတ်ဘူး။အချိန်ထောင်တောင်းမကတွေ့ဝေခြင်းမရှိပဲစွန့်ပြစ်နိုင်တာ။မသိသေးဘူးမြတ်တူရယ်။သမီးမင်းကလေးကဘယ်တော့မှမလုပ်မယ်တော့မေးထားရမှာမင်းမသိဘူးလား။အခုပဲညမိုးချုပ်တော့ငါသမီးကိုဂယုဆိုင်ကြပါဂယုဆိုင်ကြပါလို့အတန်တန်မှားထားရတဲ့အကောင်ပြောင်းမအောင်ဆုံးကြဘူး။ သမူရီကတပင်းချလိုက်မိတယ်လို့အလုတ်ကပြန်ရောက်လာနေနဲ့သူသမီးကိုမတွေ့၍စူငင်ပြဿနာရှာနေသည့်ယာဇဝါကိုရေးရွေသာကြည့်နေမိသည်တအိမ်လုံးမှာအလုတ်သမားတွေလည်းငြိမ်ကုန်နေကြသလိုသမူရီကကိုယ်တိုင်လည်းငြိမ်နေလိုက်၏သူသမီးနဲ့ပတ်သက်ရင်ဖက်ပြိုင်ငင်းလို့လည်းကောင်းသည့်လူမှမဟုတ်ပဲစူညံနေရတဲ့ယာဇဝါရဲ့မင်းသမီးကိုမင်းမဲ့အလို့လိုက်ထားတာလေဘသူကမင်းသမီးဆီယာမကြီးကိုဖယ်သွားမယ်ဘာလို့လဲမင်းရဲမှာတော့ ဒေါပလေးဒီခန်းထဲမှာထွက်လာသလိုသူပြောတော့ရာဇဝါတယောက်ရှ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 ဖြစ်သွားရသည်အမေကလည်းဗျာပြောလိုက်ရင်ကျွန်တော်သမီးကိုအလိုလိုက်ကဲအလိုလိုက်ကဲနဲ့မိတဆိုးသမီးလေးပါဒီဖေပဲသူ့မှာရှိတာစကားများနေကြစင်ပါပဲကားတန်နေအတူခြံထဲဝင်လာသည်ကားပေါ်မှာဆင်းလာသည့်ချစ်သမီးတယောက်ဆင်းချလာသည်ရာဇဘွားသမီးဖြစ်သူစီရောက်သွားသလိုသမီးညမိုးချုပ်တော့မယ်အခုဘေးကပြန်လာရလား ချစ်သမီးပုံစံလေးကဖေရကျက်သွားသလိုပြီးမှဟန်ဆောင်ပြောရင်ဖေအေးလက်မောင်းကိုချိတ်ဆွဲလာသည်ဖေအေးကလည်းသမီးကသမီးငယ်ချင်းခင်ကြီးတို့စီသွားနေတာပါခင်ကြီးမကြိုက်ရင်သမီးနောက်ဆိုဆော့ဆော့ပြန်လာမယ်နော်သမီးဖြစ်သူကမျက်နှာငယ်လေးနဲ့လေးလေးထိုးပြောလာတော့လေဒီအဖေမှမဆူရက်နိုင်တော့ပြန်ပြီကဲပါ သမီးရေမိုးချိုးလိုက်ရောပြင်ဖေအေးနဲ့သမင်းတတူစားကြမယ်နော်ရာဇဝါအပေါ်တက်သွားသည့်သမီးဖြစ်သူကိုလိုက်ကြည့်ရင်တပင်းချမိသည် လာလုံးကျွဲတမိလေးနာကိုယောက်လာမှသူစိုးရင်သည်ပြီးတော့တမိနဲ့တွဲနေပါတယ်ဆိုတဲ့ကောင်းလေးသူစုံစမ်းအောင်မှာပါပဲဘာပြောတယ်လောင်းကစားသမားဟုတ်လားဟုတ်ပါတယ်ဆရာအဲ့ဒီဂျော်နီဆိုတဲ့ကောင်းလေးကအတော်ရိုင်းနေတယ်မှာပါတယ်သူမိဘရောမနိုင်လို့လွတ်ထားရတာဖဲကစားတာလေးကောင်ချင်းဝိုင်းလုတာရွှေဘော်လုံးထုတ်တာအစုံကိုလုတာတပည့်ဖြစ်သူစုံစမ်းတိလာသည့်တဲ့ရင်ကသူ့ရင်ကိုပူစီတမိကဘလို့ဖြစ်ပြီးဒီလိုကောင်းလေးဟိုများ ပြီးတော့မိမရှုပ်ပြဲလို့လည်းကြားရတယ်ဆရာဖះဖះသူ့ရင်နေပူလိုက်တာမဖြစ်ဘူးဒီတိုင်းနေလို့တော့မဖြစ်တော့ဘူးတမီးကိုဒီလိုကောင်းမျိုးနဲ့လုံးဝသဘောမတူနိုင်ဘူးမရရအောင်ကိုခွဲရမယ်ချစ်တမီးဖေးကြီးပြောနေတယ်အဲ့ကောင်လေးနဲ့ဖေးလုံးဝသဘောမတူဘူးလို့ခါခင်ဖြစ်သူထံမှတန်ကွက်စကားကြောင့်ချစ်တမီးမျက်နှာလေးကမုန်ကုန်နေ၏ဘေကဘလို့မဟုတ်သည့်စကားတွေကြားလာမှမသိပဲကိုကိုမကောင်းကြောင်းလေးကိုစီကာပကုံးလာပြောပြနေသည် ။ဒီကြားတဲ့ဖွားဖွားကလည်းအဘိုးလေးလောက်ကရင်ဘတ်တပြီပြီအမလီအမလီနဲ့အမှုကိုပုံမကြီးကြည့်အောင်လုပ်ပြနေသည်။အမလီမလီချစ်သမီးရဲ့ဒီလိုလူမျိုးနင်ဘလိုများရွေးခဲ့တာတော့ဟမ်လောင်းကစားအမတ်တက်ပြီးမိမကလည်းရှုပ်သေးတယ်။ချစ်သမီးချစ်ခင်ဆုတ်တက်လာရင်မှဘဘဘာမှမသိပဲဝင်မပြောစားမှာနဲ့ဘာလောင်းစားမှတ်တာလဲကိုကိုကအပြော်သဘောနဲ့အပြင်းကြီးဆော့တာပါမိမလည်းမရှုပ်ဘူးအကုန်ရှင်းပြပြီးသားလူတွေကိုကမဟုတ်တာ ချစ်သမီးကချစ်စိတ်ကလေးကလည်းရှိနေပြီးမို့နှစ်ယောက်သားကိုခွဲရန်စူးစမ်းလာသည်ကိုမနစ်သက်ငယ်ကုံနှင့်အယုံလွယ်မှုကြောင့်ဩ GI နေကဖားတငယ်ပါကိုပဲအတိဆုံးကိုပဲအတက်ဆုံးတင်ကကန့်ကွက်စကားပြောသူတွေဆိုရန်သူပမာထင်မဲ့ဤသမီးဖေးပြောစကားနားထောင်စမ်းဖေးသမီးလေးကိုရွှေပေါ်မြတင်ထားလာဒီလိုကောင်စားမျိုးအတွက်မဟုတ်ဘူးဒီနေ့ရဆိုင်အပြစ်လုံးဝမထွက်ရဘူးဟေး ဖေယူမုန်းနေမုန်းနေငိုရှိုက်၍အပေါ်ထက်ပြေးထွက်သွားသည့်သမီးဖြစ်သူကိုကြည့်ရင်လိုက်သွားရင်မူမူကိုလှမ်းဆိုင်ကြည့်လိုက်၏သူ အတော်ဝင်စိတ်ပူပန်ရသည်ဖြစ်သည်လာလုံးကျော်သမီးအနာရောက်လာမှုကိုလည်းပူသည်လို့ဒီဂျော်နီဆိုတဲ့ကောင်နဲ့ညှိစွန်းမှာကိုလည်းတိတ်မတက်ဆိုးရင်သူသမီးလေးကိုသူဘလို့ပြုစုပြောထောင်ခဲ့ရသလဲဘလောက်တောင်တတ်မှုရှိတဲ့ကလေးလဲသူ့ဘဝသူ့အသက်အာဒီကလေးပဲသမီးသူ့ဘဝရဲ့ရောက်လာတဲ့အချိန်ထဲကသမီးအတွက်ပဲသူရှင်သန်ခဲ့သည် စင်စည်း၍မြင်ရနာပဲမြင်ကျင်သလိုတကယ်အမျိုးကောင်းသားလေးနဲ့သာရစေခြင်းသည်သမီးကိုတံမိုးထားပြီးညံ့နိုးခံရစေခြင်းသည်သွားထွက်သွားကြမစားလို့ပြောနေမလားအပေါ်ထဲမှာစူညံတန်နေကြအောင်ရာစာဝါတပင်းချမိသလိုစိတ်ထိခိုက်သလိုကလတ်ထိုင်းပေါ်ထိုင်ချမိ၏ညံ့နာကိုလက်ဖွားပြင်ခက်ချမ်းချမ်းပုတ်တဲ့ရင်အတွေးတွေကရောက်ရခံနေသည် တမီးကိုသူအိမ်ထဲမှာဝင်ထားထားတာတပတ်ခန့်ရှိပြီဖြစ်တယ်လို့တမီးကလည်းဘာမှမဆောင်တော့ပဲသူ့ကိုဆန္ဒပြနေ။မောင်စေးတော့လိုက်အောင်နော်။တမူရီယာမောင်ပုံစံကိုကြည့်ရင်စိတ်မောမိသည်။အသက်ကြီးတော့အားနည်းလာသလိုအရင်ကလိုမောပန်းသိမ့်မခံနိုင်တော့ပြီ။ရာသဘွားစေးတော့ပြီးခဏနာကအိမ်ပေါ်ထက်တက်လာခဲ့၏။အခန်းထဲဝင်ရင်ပြင်ပြီးမှစိတ်မချတာရောငြိမ်နေလွန်းလာမှုပါတမီးအခန်းရှိလျှောက်လာရင်သူ့အခန်းတကားကိုတွန်းခွန်လိုက်၏။ မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ရင်ထဲလိုက်ခနဲဖြစ်သွားသလိုခေါင်းထဲပါမိုက်ခနဲဖြစ်သွားရ၏ဘေးနာကပလင်းတစ်ခုနဲ့လဲကြနေသည့်သမီးကိုမြင်တွေ့လိုက်ရတဲ့အချိန်သူ့မျက်စိတွေကပြထွက်သွားရရင်သမီးမရမဇလန်လေးရဲ့အပိုင်းဆက်ခွန်ကတော့ဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါရဲ့ရှင်။ အပိုင်း၁၈ကို မကြခင်မှာတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဆက်လက်ဆောင်မြောနာစင် အားပေးကြပါဦးရှင်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။